အသားရေဆုပ်ပြေလို၍အစီကြလိုသူတွေအတွက် grateful သည် grateful သည်ကိုစားသုံးပေးခြင်းအပြင်အချင်းချင်းဆူရစွာပါရှိနေတဲ့အတွက်ကြောင့်ဓာတ်မတည့်မှုကြောင့်ဖြစ်ပေါ်တဲ့အဖူအပိများချက်ချင်းအော့အန်ခြင်းဝမ်းလျှောခြင်းတို့အတွက်ကာကွယ်ပေးပါတယ်တန်းနာယောဂကင်းစာယောဂနဲ့မျက်စိမှာတိမ်ဖြစ်ခြင်းနှလုံးယောဂနဲ့လေဖြတ်ခြင်းတို့ကိုလည်းကာကွယ်ပေးပါတယ်နာစီတတဲ့သူများ grateful သည်ကိုရှုပေးခြင်း နာပေးခြင်းအပြင်ကြောက်ခြင်းပြပါတယ်။အစွမ်းထက်တဲ့ကယ်ရိုတင်းပါဝင်တဲ့အတွက်ကြောင့်ဘူမဒီကင်စာကိုဓာစီပေးနိုင်ပါတယ်။ဗီတာမင် C နဲ့ဗီတာမင် A တို့အပြင်သတ္ထုဓာတ်များစွာပါဝင်တဲ့အတွက်ကြောင့်သွေးတိုးခြင်းကိုကြာစေပါတယ်။လီမိုနင်းဓာတ်ပါဝင်တဲ့အတွက်ကြောင့်ကင်ဆာဆဲတွေကိုသေစေပါတယ်။နာရီဂျင်ဓာတ်ကြောင့်အဆုတ်ကိုဝေဒနာမှကာဝယ်ပေးနိုင်ပြီး citric acid citrus အချင်ဓာတ်ကြောင့် ခန္ဓာကိုယ်သို့အန္တရာယ်ပေးနိုင်မည် LDL ကိုလက်စထရောလို့အားပယ်ချက်ပေးပါတယ်။မြမသမားအစဉ်အဆက်တို့က grapefruit အချင်းဒီအားအစာကြေးလေးဖြစ်၎င်း၊ဆီကြေးဖြစ်၎င်း၊လေးတက်ဆေးဖြစ်၎င်းအလုံးပြုကြပါရစေ။စီးရွှင်စေသောအာနိသင်လည်းရှိပါရစေ။ grapefruit ခေါ်ကပလာသီးကို အသည်းရောဂါအမျိုးမျိုးအတွက် သဘာဝဆေးကောင်းတစ်လက်အဖြစ်အသုံးပြုကြပါရစေ။အသည်းရောဂါရှင်တို့ဟာ အသီးမဲ့ကို အခွင်နွားပြီးစာအနှင်းငယ်ဖြင့်တို့စာခြင်းဖြင့်ဖြစ်စေ ချော်ရည်လှုပ်ရည်ဖြစ်စေတောက်သုံးနိုင်ပါれအဝလွန်သူမိန်းကလေးများနှင့်အဝလွန်သူများနှင့်မိန်းကလေးများခန္ဓာကိုယ်အတွင်းမှအစီပိုများချလိုပါကအခွင်နွား၍သူ့တိုင်းဖြစ်စေအရေးဖြော်၍ဖြစ်စေချော်ရည်အဖြစ်တောက်သုံးပါကမလိုအပ်သော ကိုလက်စထရောတို့ကို ပယ်ဖြတ်သွားစေပါတယ်။တွေးပြစ်သူများတွေးကျဲသေးတောက်ရံမလို့ပဲ grapefruit စားသုံးပေးခြင်းအပြင်တွေးကိုကျဲသေးပြီးခန္ဓာကိုယ်လှည့်ပတ်မှုကိုလည်းကောင်းမွန်စေပါတယ်။စိတ်ထိုင်းမိုင်းခြင်းတွေးလေးခြင်းတို့အတွက်လည်းစားသုံးနိုင်ပါတယ်။ဗိုက်ချက်လိုသူတွေအတွက် grapefruit ဖြော်ရည်ကိုညအိပ်ရာဝန်းမှာတောက်သုံးပေးခြင်းအပြင်ဗိုက်ချက်စီကကျန်းမာဝဖြူအလားတူစေပါသည်။ခန္ဓာကိုယ်တွင်ရလိုသောမိန်ကလေးများစိတ်လစ်မှုကိုလိုလားသောမိန်ကလေးများ ဘိုက်ချက်တန်တာဝတ်ဆင်ရမလို့ပဲ grapefruit တွေကအကူအညီပေးစွမ်းနိုင်ပါသည်